Hello မင်္ဂလာပါဒီမှာကြည့်မြော်ဒီမှာအတွဲအတွဲတွဲပြမယ်ဒီမှာထိုင်းနိုင်ငံမှာလည်းချစ်တူတောင်ဆိုတာရှိတယ်နော်အဲမှာအားဒီမှာတတွဲနော်ပြီးရင်ဒီနားမှာတတွဲရှိရရဲ့နော်ကျွန်တော်ပြပေးမယ်နော်ခဏလေးနော်ဒီနားမှာအာဒီမှာတတွဲဒီနေရာကတကယ်တမ်းကျတော့ထိုင်းနေရေးထတာကတော့ခေါင်လံခေါင်လံလို့ရေးထတာပေါ့နော်ခေါင်လံတောင်ပေါ်ပေါ့နော်ဒီမှာတတွဲ မာတွယ်အာဆိုတော့ညီမတွယ်ဒါတော့မြန်မာအတွဲနော်ဒီအဲမြန်မာအတွဲတွေလားဒီမဲ့လဲမြန်မာအတွဲတွေပဲဆိုတော့အာထိုင်းနေရရေးထားတာကတော့ခေါလန်တောင်ပေါ့နော်ဒီဂုံးဘော်ကနေမှဒီဒီ view ကိုကြည့်တာပေါ့နော်ဒီမြို့ကိုပေါ့နော်ဒီမြို့ကိုကြည့်တာပေါ့နော်ဒါပေမဲ့ အဲ့ဒီဟာကိုမြန်မာတွေကနာမည်ပြန်ပေးထားတာဘယ်လိုပေးထားတယ်လဲဆိုချစ်တူတောင်လို့ပေးထားတယ်ပေါ့နော်အာချစ်တူတောင်လို့ဘာဖြစ်လို့ပေးထားလဲဆိုရင်မေးကြည့်တဲ့အခါကျတော့ဘာလို့ချစ်တူတောင်လို့ပေးထားတာလဲပေါ့ထိုင်းနေရေးထားခေါလန်တောင်လို့ရေးတာမဟုတ်ဘူးလားလို့မေးတဲ့အခါကျတော့မဟုတ်ဘူးတဲ့မြန်မာတွေတော်တော်များများခေါလန်တောင်လို့ပြောရင်မသိဘူးတဲ့ချစ်တူတောင်လို့ပြောမှသိတယ်တဲ့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ညညကြရဲအဲ့လိုမျိုးပေါ့ကိုကောင်မလေးတွေနဲ့ချင်းပြီးတော့အဲ့ဒီမှာသွားပြီးနေကြတာပေါ့နော်နှစ်ယောက်သားချစ်တဲ့ချစ်သူတွေရှိတဲ့သူတွေပဲသွားတယ်ပေါ့နော်ဟိုချစ်သူရှိတဲ့သူတွေပဲအဲ့ဒီကုန်းပေါ်မှာသွားပြီးတော့အနားယူကြတယ်အပန်းဖြေချတယ်လို့သူတို့ကအဲ့လိုမျိုးပြောတာပေါ့နော်အဲ့ဒါကြောင့်တဲ့ချစ်သူတောင်းလို့ပြောမှသိတယ်တဲ့ဒီမှာလားဒါကတော့ view ကိုကြည့်နေကြတာဒီမှာတတော်ပဲပေါ့နော်ဒါကတော့နိုင်ငံသားတွေပါသူတို့ဆွေးနွေးနေရတဲ့တူပါတယ် တော်တော်ကြာတာပဲသူတို့လည်းဗောနော်ဒီမှာကတော့လာပြီးတော့ဒီ view ကိုကြည့်တယ်ဓာတ်ပုံရိုက်တယ်ဗီဒီယိုရိုက်တယ်အဲ့ဒီလိုမျိုးဗောနော်ကျွန်တော်လည်းရောက်သွားတယ်တကယ်ချင်းနဲ့ Okay bye bye နောက်ဗီဒီယိုကြာမှာကျွန်တော်တို့ပြန်လဲဆုံစည်းကြမယ်နော် Bye Okay အဲ့ဒီထိုင်းနိုင်ငံဖူကက်မြို့ကိုရောက်လာလို့များထိုင်းကိုအလဲအပတ်တွေလာတဲ့လာကြတဲ့ဆိုရင်ဒီတောင်ရှိတာကထိုင်းနိုင်ငံဒီဖူကက်မြို့မှာပဲရှိတာနော် အဲ့ဒါဆိုရင်မြန်မာတွေကိုပြောလိုက်တယ်ဆိုရင်ချစ်တူတောင်ကဘယ်မှာရှိတာလဲလို့မေးရင်သူတို့တွေဖြေပေးလိုက်မှာနော်သူတို့တွေသိတယ်တကယ်တမ်းဒီနေရာကိုရေးထားတာကသူတို့ထိုင်းနေ location ချထားတာကခေါင်လန်တောင်လို့ရေးထားတာပေါ့နော်တကယ်တမ်းကျတော့ဒါကခေါင်လန်ခေါင်လန်လို့ခေါ်တယ်ပေါ့နော်ခေါင်လန်တောင်လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့မြန်မာပြည်သားတွေကတချို့ကတော်တော်များများကချစ်တူတောင်ဆိုပြီးတော့နာမည်ပေးထားတာပေါ့နော်ဘာဖြစ်လို့ ချစ်သူတောင်လို့နာမည်ပေးရတာလဲဆိုရင်အဲ့လိုမျိုးပဲခနာတွေ့တဲ့အတိုင်းပဲပေါ့နော်အတွဲတွေကြမှာအတွဲတွေလာလာပြီးချိန်တွေ့တာပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒါကိုချစ်သူတောင်လို့ခေါ်တာပါလို့โอเควิดีโอเล็กชี้ดอไล่มั้ยเนาะดิรอบเป็นเนาะรอบวิดีโอนี้จะมาจนรู้เปลี่ยนเลยสวัสดีจ้ะมั้ยเนาะอ่ะโลบ๊ายบาย